ချက်မဲဒီမှာအလုံးလေးလုံထားရဲ့စိမ့်သားငပိလေးထည့်မယ်ပေါ့နော်ဒါလေးရတော့ clown တိုင်းဈေးကနေပြီးတော့ဝယ်လာတဲ့ငဖယ်ပေါ့နော်ငဖယ်တခုတည်းမဟုတ်ဘူးငဖယ်နဲ့ငချင်းနဲ့ရောထားတာတဝက်ချက်မယ်ပေါ့နော်စားလေးနဲ့ ချက်မဲဒီမှာအလုံးလေးလုံးထားရဲ့ပြီးရင်အဲဒါနဲ့လိုက်ဖက်အောင်လို့ဒီမှာအရှင်ဟင်းပေါ့နော်အရှင်ရတော့ဒီမှာဗယုံးမရိသီးခရမ်းသီးသေးလေးပေါ့နော်ပြီးလို့ရှိရင်မြစ်လေးပါမယ်မြူသီးစားထောင်းလေးပေါ့ကျက်သွန်ဖြူလေးနဲ့စားထောင်းလေးထောင်းပါမယ်ဒါကစီတက်ဖို့အတွက်ပြီးရဒီမှာဂျင်းလေးနည်းနည်းပေါ့နော်ဒါလေးထောင်းမယ်အရောင်နေမို့တခါရဲထည့်ထောင်းမယ်ပေါ့နော် ခဲညီသည်လေးထည့်မယ်ပေါ့နော်ခဲညီသည်ကဘလက်ဆာနှလုံးလောက်တော့ပြီးထားလိုက်တယ်စုံချင်းရည်လေးထည့်မယ်ပေါ့နော်ခဲညီမှာငဖဲ့လေးထည့်မယ်ဝတ်တဲ့အစားလေးတွေချိုမုတ်လေးတွေထည့်မယ်ပေါ့နော် ညုတ်ဒီစိမ့်လေးအောက်ပြီးတော့ခဏဖုံးထားပြီးလို့ရှိရင်စားလို့ရပါပြီစားလီထည့်မယ်ခင်းကျုံမုံလီထည့်မယ်ပေါ့နော်ရပြီ။တမညာတီးလေးနဲ့ညှစ်စားမယ်ပေါ့နော်။ ခုကအချင်းချက်မယ်ပေါ့နော်အချင်းကတော့ဒီမှာအကုန်လုံးလုံးပြီးချက်ပါမယ်ဒါအဖြူနဲ့ဤစနွန်လေးထက်သိမ့်သားငပိလေးထည့်မယ်ပေါ့နော်အများကြီးလေးထည့်မယ်ဒါဟင်းချုံမော့ဒါလေးနွမ်းသွားတော့မှရင်နွေးလေးထည့်မယ်ပေါ့နော် ြင်းကျက်ပြီဆိုတော့စားပါမယ်ဒီမှာအချင်းလေးရလဲရပြီပူပူလေးဟိုကောင်းလိုက်တာငပယ်ဟင်းလေးရဲ့တကြွတုံဖြူလေးနဲ့ထောင်းတာအရှင်လေးထက်အရှင်ကြောက်အခုလိုမျိုးအဲ့ငေးပြီးစားထောင်းတဲ့အရန်လိုက်တယ် Ngon nè xin lý tuổi lý xin nè mà người sáu chỗ rồi người sáu chỗ này này lại để dùng sáu chỗ này này lại để của nó mà phê lý rồi không nào <N -cười> ချားတော့နေကောင်းတာငဖယ်လေးကလည်းအိညာပဲငဖယ်လုံးဝစစ်တယ်သူကငကြင်းနဲ့သာရောထားလေငဖယ်သားလုံးဝစစ်တယ်ပေါ့နော်ပြီးတော့ငဖယ်ကြီးပဲတီးတန့်လေဝယ်ထားတယ်ငဖယ်တီးတန့်အကြောင်းသူကနည်းနည်းဈေးယူတော့များရေပေါ့နော်1ကီလိုဆိုရင်သူက280လားမသိဘူးဒါကြတော့ငဖယ်ငကြင်းအရောကကြတော့အဲ130တရ30ဟုတ်ပါဘူး180လားမသိဘူးပေါ့နော်အာပေးရသူတော့1ကီလိုဝယ်လာလိုက်တာငါကအိမ်ငဖိန်ရှက်ပြီဆိုရင် အနစ်ကြီးအရန်ကြည်ွားမျိုးမကြိုက်ပဲနဲ့အခင်းဒီဖက်လေးပေါ်လာတယ်ပို့ပြီးတော့ကြိုက်တယ်ရှင်ရလည်းကောင်းမလားရှင်မောင်ရွက်ကြည်ပဲတီးတန်းဆိုတာထက်ခုလိုမျိုးအစုံလင်ပို့ပြီးတော့ဆက်စားပြတာများတယ်ပို့ပြီးလက်ကြိုက်လို့လေအဲ့တော့အိမ်မှာလည်း bless လို့ပဲဒီမှာဟင်းလေးလိုက်ဖက်အောင်လို့အဲငဖယ်လေးချက်မလားတခြားငါးလေးချက်မလားပြီးရင်အရေးတောက်လေးနဲ့ အရှင်ဟင်းလေးနဲ့ပြင်းလူဒီစားထောင်းလေးနဲ့ဆိုလဲစားဖြစ်တယ်ထမင်းလည်းမိတ်နေပေါ့နော်ဆိုတော့ blessed blog လေးလည်းဒီမှာပဲဆုံးသက်ပါမယ်ကြီးသူအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းစားလို့ကောင်းတဲ့ဟင်းလေးတွေအများကြီးချက်ပြပါအောင်မယ်ခင်ဗျာအားလုံးတက်တာပါ